လုံးပဲမင်္ဂလာပါယနေ့အတွက်ထူးခြားတဲ့မြန်မာပြည်နဲ့နိုင်ငံတကာစိတ်ဝင်စားစရာပြည်များကိုပြည်အောင်ရေးဆက်ပြီးပြသထားတာအရန်အရေးကြီးတယ်အရန်အရေးကြီးတယ်ဒါကလူတိုင်းသိထားရမယ်အဓိကဒီခေတ်မှာကျွန်တော်တို့အားလုံးပြောရ IT ခေတ်ကြီး IT ခေတ်ကြီးလူတိုင်းပြောကြဟာလားဒီခေတ်က IT ခေတ်ဟုတ်တယ် AI ခေအနောက်ပြ idea နဲ့လို့ဟာ AI ခေကြီး AI ခေကြီးမှာဘာဖြစ်တယ်ညာဖြစ်တယ်ပြောကြတယ်ဒါပေမဲ့အဲ့ AI ခေကြီး ID ခေကြီးဆိုပြီးတော့နားလဲပါတဲ့လူတွေပဲအဲ့လူတွေပဲအဲ့ AI တို့ ID တို့ ਨੇ အလိန်ခံနေရတာခမစင်းသားကြီးအဲ့တော့ကျွန်တော်တို့က AI တို့ ID တို့ခေကြီးမှာတိတ်ဆရာကြီးဖြစ်သွားလို့လည်းမရဘူးဘာမှမသိလို့လည်းမရဘူးအဲ့အဲ့လိုလေးပဲ तू ကတကယ်မျက်စိမပရိပရာလေးပေါ့အလဲအလက်လမ်းလေးသွားမှရတယ်တိတ်ဆရာကြီးဖြစ်တဲ့ကောင်ကြတော့လေအလိန်ခံရတာပဲအလိန်ခံရတတ်တယ်ဘာမှမသိတဲ့ကောင်ကြတော့လေအလိန်လဲခံရသေးတယ်ကိုငတုံးကြီးလို့လည်းအပြောခံရသေးတယ်အဲဒါမျိုးပေါ့နော်ဒီ AI တို့ ID တို့ခေကြီးက ော်တော်ကိုဆိုတော့တော်တော်ဆိုတော့တခါတည်းကြလို့ရှိရင်ဟလာကျွန်တော်တို့ကိုလည်းပြောရရင်တော့အဲ့လိုပေါ့ပုံသဏ္ဍာန်မျိုးမျိုးနဲ့ဟိုလိန်ကျင်တဲ့ဟာတွေလောက်တာတွေရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ကလည်းပြောရရင်တော့ဟိုကိုကလည်းလောဘသိမ့်မရှိဘူးမရှိရင်မစားဘူးရှိရင်တော့ရှိတာအကုန်သုံးမလိုက်တယ်ကျွန်တော်တို့ရဲ့စိတ်ကအဲ့လိုမျိုးအဲ့လိုမျိုးเนาะဟိုမရှိရင်တော့တကယ်ကိုရှိမှမရှိတော့ဘူးဆိုရင်တော့ကိုကိုတကယ်လူနဲ့တန်းနေတဲ့လူတွေကိုဖုံးဆက်ရတာဟောဗျာဖုံးဆက်ရပြီးတော့အာအကိုကြီးဒီလာတော့ဟလာလူပါအောင်တန်းမအောင်ဆိုလူကြပါတယ်ဒါပေမဲ့ကျွန်တော်တို့က ခုရှိမှအဆင်ပြေနေရင်လည်းကျွန်တော်တို့ဒါမျိုးတွေမလုပ်ပါဘူး။ဒါမျိုးပြောနော်။အဲ့တော့ကျွန်တော်တို့ကတော့ဒါလိန်လို့လည်းမရဘူး။ကျွန်တော်တို့ကေဘေးမှာအများဆုံးရှိရင်9000 6000 1000ဒီလောက်ပဲရှိ။အဲ့တော့ကျွန်တော်တို့ကအပူပင်ကင်းတယ်။ဒါပေမဲ့လည်းကျွန်တော်တို့ကတခုရှိတာကတော့ဘသူတွေအလိန်ခံနေရလဲဘသူတွေအလိန်ခံနိုင်ခံရနိုင်လဲဆိုတော့ကျွန်တော်တို့ကအမြဲတမ်းလေ့လာလေ့လာတစ်ခါကျရင်ရည်တယ်။တစ်ခါကျရင်ရည်တယ်လား။ကွာလိန်ကြီးတွေကလည်းပုံတရံမျိုးမျိုးနဲ့ပေါ်နေတာပုံတရံမျိုးမျိုးနဲ့ပေါ်ခုနကကျွန်တော်ပြောသလိုပေါ်ပိုးပြီးဆရာကြီးကြားတဲ့လူကပိုးပြီးများများအလိန်ခံရတယ တချို့ဆိုဒီကြားပြန်တဲ့ပတ်သက်ပြီးအလိန်ခံလိုက်ရတာတွေကိုထုတ်မပြောရတဲ့လူတွေရှိတယ်နော်ထုတ်မပြောရတဲ့လူတွေရှိတယ်တချို့ဆိုဒေါ်လာတောင်းတဲ့ချီအလိန်ခံလိုက်ရတဲ့လူတွေရှိတယ်ထုတ်မပြောရဘူးဆိုအဲ့လိုမျိုးအဲ့တော့လောဘများများကြီးတဲ့လူကများများအလိန်ခံရတယ်ဒီခေတ်ကအဲ့လိုပဲများများဆရာကြီးဖြစ်တဲ့လူကများများအလိန်ခံရတယ်ဟောဘာမှမသိတဲ့ကောင်ကြတော့လေ तू ကဘာမှမသိလို့အလိန်ခံရတာပြဿနာအဲ့လိုအဲ့တော့အဓိကကတော့ဒီခေတ်ကြီးမှာကလောဘဒေါသမောဟကင်းကင်းလေးနဲ့ ကိုရှိတာလေးနဲ့ပေါ့ဗျာအဲဒီလိုလေးရောင်ရဲတင်းနေလေးနဲ့ပြောပြောရှင်းနေမယ်ဆိုရင်တော့တိတ်အလိမ်မခံရနိုင်ဘူးတချို့ကကျွန်တော်ကပြောဆိုဒေါ်လာ1000နဲ့ချီအလိမ်ခံရတဲ့လူတွေကသူတို့ရဲ့ချမ်းသာမှုတွေကဒေါ်လာ3000နဲ့ချီရှိတယ်ကျွန်တော်ပြောချင်တာဟာလာကိုသေးဝိုင်းနဲ့ဒါကြီးကိုကိုတော့ယူလို့ရမှာမဟုတ်ဘူးအဲ့ဒါကြီးကိုထပ်ပြီးတော့လောဘတွေတက်ပြီးတော့ပတ်စံထက်ရှားခြင်းနေဆိုအလိမ်ခံလိုက်ရတာကျွန်တော်တို့တချို့လူတွေဆိုလို့ရှိရင်နာမည်တွေပေါ့ထုတ်ပြောလိုက်ရတယ်အဲ့လိုတွေအများကြီးထားတော့ဒီကဘာလဲဆိုတော့ဗျာအဓိကကျွန်တော်ပြောချင်တာ ပြည်တွင်းအခွန်များဦးစီးဌာန၏တရားဝင် website ကိုပုံနှုတ်ကူးပြီးတော့တဲ့ပြည်သူများ၏ကိုယ်ရေးအချက်အလက်များသို့ဆက်သွယ်ကာငွေကြေးတောင်းခံခြင်းနှင့်သွေးဆောင်ဖျားယောင်ခြင်းများရှိသဖြင့်သတိပြုရန်ပြည်တွင်းအခွန်များဦးစီးဌာနကထုတ်ပြန်ထားတယ်တဲ့ဆိုတော့စဉ်းစားကြည့်နော်ပြည်ရင်းကုန်များဦးတည်ထဏာ၏တရားဝင် website ကိုပုံနှုတ်ကူးပြီးတော့မတမာသူများဟာအခွန်ထမ်းပြည်သူများ၏ကိုယ်ရေးအချက်လက်များကို social media မှာတဆင့်ဖြစ်စေ၊ telephone ဖြင့်ခေါ်ဆို ဆက်သွယ်ရေးငွေကြေးတောင်းခံခြင်း website အတူတူဝင်ရောက်စီပြီး mobile application ကို download လုပ်ရန်သွေးဆောင်ဖျားရောင်လျက်ရှိသဖြင့်နဲ့အထူးသတိပြုကြရန်နှင့်တန်ရာဖြစ်ပွဲတစုံတရာရှိပါကတယ်လီဖုန်းနံပါတ်3963433214နှင့်3963433933တို့ဆက်သွယ်မေးမြန်းနိုင်ပါကြောင်းနဲ့ဖုန်းနံပါတ်ပြဖက်ပြမယ် ကိုစီမှာလာပြီးတော့အခွန်ဆောင်ရမယ်ဘာညာဆိုပြီးတော့ online ကနေပြီးတော့လုပ်လို့ရှိရင် confirm လောက်ကမှာကဖုန်းနံပါတ်က3963433914နဲ့3963433533เนาะအဲ့ကိုဆက်သွယ်ရမယ်ဒီလိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ email ကနေတရှင်ပေါ့เนาะတရားဝင် URL ပေါ့เนาะတရားဝင် URL ဆိုသူ့ရဲ့ website ပေါ့အခွန်ကြီးဌာနရဲ့တရားဝင် website က www.ird.gov.mm အဲ့ထဲမှာဝင်ကြည့်လို့ရတယ်เนาะအဲ့ကနေဝင်ကြည့်လို့ရတယ်ဖြစ်ကြောင်းဦးစီးဌာနကတရားဝင် website တင်ဖော်ပြထားတယ်2025ခုနှစ်ဩဂုတ်လအတွင်းကလည်းတဲ့ပြည်တွင်းအခွန်များဦးစီးဌာနမှဟူဆိုကာ online မှာတဆင့်လိမ်လည်မှုများပြားခဲ့ပြီးငွေကြေးဆုံးရှုံးရခြင်းများရှိခဲ့ကြောင်းသိရတယ်အခွန်ဆောင်ရန်ဟူဆိုကာစီးပွားရေးလုပ်ငန်းရှင်အချို့ဤ Viber နံပါတ်များသို့ကနအူးဆက်သွယ်အကြောင်းကြားလာခြင်းဖြစ်ပြီးတဲ့ နောက်ပိုင်းတွင်ဖုံးခေါ်ဆိုမှုများပြုလုပ်ရပြုလုပ်များပြုလုပ်ကြောင်း Viber မှတဆင့်ပေးပို့ထားသည့်အချက်လက်များမှန်ကန်မှုရှိမရှိစစ်ဆေးပေးရန်ပြောကြားကြောင်းရင်းနောက်ပေးပို့ထားသည့် link ထဲဝင်ရောက်ခါစစ်ဆေးပေးရန်ပြောကြားကြောင်းစီးပွားရေးလုပ်ငန်းရှင်တူကပြောပြတယ်တဲ့ထို့သောလိန်လယ်မှုများတွင်စီးပွားရေးလုပ်ငန်းကြီးများသာမကလုပ်ငန်းငယ်များတွင်လည်းအလားတူပုံစံဖြင့် online လိန်လယ်မှုများဖြစ်ပွားပြီးငွေကြေးဆုံးရှုံးမှုများရှိခဲ့ကြောင်းသိရတယ်ဆိုပြီးဒါမျိုးရေးထားတယ် အခုက AI ပေါ်လာတော့လိန်တဲ့လူတွေအတွက်ပို့ပြီးတော့အခွင့်အရေးရလာတယ်ကျွန်တော်တို့လမ်းပေါ်မှာလိုင်းပေါ်မှာတွေ့ရသူဘယ်လောက်ထိလဲဆိုရင်ဘေးရင်ဆရာတော်အလိန်ခံရတယ်ဘေးရင်ဆရာတော်အလိန်ခံရတယ်စဉ်းစားကြည့်နော်ပတ်စံ၁၀သိန်းထည့်လိုက်ပါတယ်ဘယ်နည်းဘယ်နည်းထည့်လိုက်ပါတယ်ဟာလာကျွန်တော်တို့ကတသိန်းလောက်ပဲလှူတာပါ channel ကိုသိန်းပြန်လွှဲပေးပါဆိုပြီးတော့အဲအဲ့လိုလိန်လာတယ်အဲ့ဒါကျွန်တော်နှစ်ခုလောက်တွေ့ရတယ်ဒီဟိုနင်းပေါ်မှာ TikTok ပေါ်မှာဆိုအဲ့လိုမျိုးပေါ့အဲ့တော့ဤပညာတွေတိုးတက်လာတဲ့အမျှ ကျွန်တော်တို့လူအဖွဲ့အစည်းရတယ်တိုးတက်လာမယ်အဲ့လိုပဲအဲ့ဒါကြီးတိုးတက်လာတဲ့အမြအဲ့တိုးတက်မှုကိုအဲ့တိုးတက်လာတဲ့နည်းပညာကိုကို့အတွက်မသုံးတတ်ရင်အချိုးရှိရှိမသုံးတတ်ရင်အဲ့နည်းပညာပဲကို့ကိုပြန်ပြီးဒုက္ခပေးတတ်တယ်ကျွန်တော်ပြောချင်တာအဲ့ကျွန်တော်တို့ဆိုဖုန်းကင်တဲ့အချိန်မှာကျွန်တော်ကျွမ်းကျင်တဲ့ software တွေပဲကင်တယ်နောက်ပြီးတော့ကျွန်တော်တို့ဟလာဆက်သွယ်တဲ့အခါမှာလဲကျွန်တော်တို့ဖုန်းနဲ့ဆက်သွယ်ရမယ့်လူရှိတယ် Viber နဲ့ဆက်သွယ်ရမယ့်လူရှိတယ် နောက် Telegram နဲ့ဆက်သွယ်ရမယ်လို့ဒီကိုနဲ့တိတဲ့ပဝင်းချင်းအဲ့လောက်ပဲဆက်သွယ်အဲ့လက်ရဲကြော်ပြီးကျွန်တော်တို့မဆက်သွယ်ဘူးအဲ့တဲ့ကြော်တဲ့ကြံတဲ့ဟိုအလုပ်ဒီအလုပ်ဟိုဟို application down ဒီ application down လဲကျွန်တော်တို့မလုပ်ဘာကြောင့်လဲဆိုတော့နီးပညာခကြီးဖြစ်တဲ့အတွက်မှန်တယ်ကိုကဒီနီးပညာကိုငါနဲ့မို့နော်ဒီနီးပညာကိုအသေးစိတ်သိထားရင်ကိုအတွက်အကျိုးရှိတော့ဒါပေမဲ့ဒီနီးပညာကိုကိုကအသေးစိတ်မသိဘဲနဲ့ဟိုအလေးကလိဒီအလေးကလိရှောက်လို့ရင်အဲ့ဒါပြောရရင်အလုံးမတော်ရင် ကိုရှိရဟိုဘလို့ကို့အတွက်စိုးကျိုးတွေလာတတ်တယ်။အဲစိုးကျိုးတွေလာတယ်ကျွန်တော်ဒါကိုပြောချင်တာ။အဲ့တော့အဲ့ဒါကြောင့်မို့ကျွန်တော်ပြောချင်တာကအဓိကအပြင်ဒီခေတ်မှာက smartphone တွေကလူတိုင်းသုံးနေကြတယ်။ smartphone မရှိလို့လည်းမရပြန်။အဲ့ဒါ smartphone လေးကြီးမှကျွန်တော်တို့က Facebook လေးကြီးလို့ရမယ်။ Tele online လေး Telegram လေးကြီးလို့ရမယ်။ TikTok လေးကြီးလို့ရမယ်ပေါ့ဗျာ။ဒါမျိုးလေးပေါ့။အဲ့တော့အဲ့လိုကြည့်ရင်လည်းဒါတချို့ကကြတော့အဲ့ link နေပြီးရင်ကောင်းကောင်းနှိပ်တယ်။ကျွန်တော် link နေပြီးတော့ကျွန်တော်နှစ်ခါကျွန်တော်နှိပ်လိုက်တယ်။ တကယ်ကျွန်တော်နဲ့ရင်းနေတဲ့လူတယောက်ပဲလှမ်းပို့တယ်အကိုရေးတယ်ဒီထဲမှာဘာဖြစ်လဲမသိဘူးလေလှမ်းချကြည့်ပါအောင်ဆိုကျွန်တော်ပြနေတယ်ကောက်နေလိုက်တော့ဘာဖြစ်လဲဆိုတော့ပထမတည့်ရမှာမသိတာသေးဘူးနောက်ရကြတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ဖုန်းမှာမမ်မိုရီပြည့်လာတယ်ကျွန်တော်ဖုန်းမမ်မိုရီကအဲ138အဲ138ဆိုရင်အဲ့လောက်ရှိတယ် application တွေဘာတွေအားလုံးကထားပါတော့ပြ90ပဲထားလိုက်ကျွန်တော်ရှိမှာအများကြီးကြံရအောင်မှာဒါပေမဲ့ကျွန်တော်ရှိမှာကျွန်တော်ရဲ့အဲ့ဒီ telephone မမ်မိုရီကအများဆုံးပို့ရင် ဖိုက်ကီတို့တန်းကီတို့ပဲအဲ့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 ယူဒေါင်းမီနောက်ပိုင်းမှာအဲ့လောက်ပဲပူတော့တယ်ဟာအဲ့လောက်ပဲပူတော့ဘာလို့မှမသိဘူးကဲကွာလို့စိုင်သွားပြစိုင်သွားပြတော့အကိုတို့ကျွန်တော်တို့လည်းအဲ့အဲ့ယူတော့မလုပ်တတ်ဘူးတဲ့အဲ့နဲ့ကျွန်တော်လည်းကဲနောက်ဆုံးမရရင်တော့လေကြီးထိုးရိုးရိုးပဲသုံးမယ်ကွာဆိုပြီးတော့ဘာလုပ်လိုက်လဲဆိုတော့ iPhone တစ်ခုလုံးကို new telephone new iPhone လုပ်ပလိုက်တယ်အကုန်လုံးကိုကျွန်တော်တို့ factory reset ချပလိုက်တယ်အဲ့တော့ကျွန်တော်ရှိရာတချို့ဟာကြီးလည်းပျောက်တိုင်းပျောက်မှာဒါပေမဲ့ကျွန်တော်ကဒီဟိုနေ့မှ backup လုပ်ထားတဲ့အတွက် အတိတ်တော့အဲ့လိုဘာမှမဖြစ်ဘူးမဖြစ်တော့ဘာဖြစ်လဲဆိုတော့ပြီးလဲပြီးတော့အခုကျတော့ဂစ်တရားလားဂစ်တရားလောက်ပုံနေစဉ်းစားကြည့်အဲ့လိုမျိုးပေါ့ဆိုတော့ဓာတ်မျိုးကပုံသဏ္ဍာန်အမျိုးမျိုးပေါ့ဗျာတယောက်နဲ့တယောက်ဟိုဘယ်လိုခေါ်မလဲဟို spy software တွေထည့်တာပုံသဏ္ဍာန်အမျိုးမျိုးတွေဟိုလောက်တာလောက်ခံကြရတယ်ဒါကြောင့်မို့ကျွန်တော်တို့ကအဓိကပြောချင်တာကပါလဲဆိုတော့ဒီခေတ်မှာနှီးပညာနဲ့ familiar ဖြစ်တာကောင်းတယ်เนาะနှီးပညာနဲ့ရင်းနှီးကျွမ်းဝင်တာကောင်းတယ်ဒါပေမဲ့ဒီနှီးပညာတွေကို လက်တက်မဆန်ဖို့လိုတယ်လက်တက်မဆန်ဖို့လိုအဲ့လိုပဲကိုရှိကိုပို့လာတဲ့ link တွေဘာတွေအဲ့ဓာတွေ ਨੇ ပတ်သက်ပြီးတော့ဟိုဘယ်လိုခေါ်မလဲလောဘမဝင်ဖို့လိုတယ်ကျွန်တော်ဝေပေးရနေပြီးတော့အာပတ်စံဘယ်လောက်လွှဲထားပါတယ်နော်အာဘယ်လိုဖြစ်တယ်ဒီဟာဟိုလားဒီနေ့ဖြစ်မယ်ဟလားဒီဖုန်းဆက်ပါ password ပေးဖို့လိုတယ်အဲ့ဒီလိုပြောတဲ့လူတွေကျွန်တော် message တွေကတနေ့တနေ့ကို10ခုထက်မနေဝင်တယ်ဝေပေးရနေပြီးတော့နော်အာပတ်စံလှူထားပါတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်လက်ရောမကြည့် လှဲ့အောင်မကြည့်ပုစံလည်းသူက၄၅၀ပဲအဲအဲ့လိုတွေလှုပ်တာကျွန်တော်လှဲ့မကြည့်ဘာကြောင့်လဲဆိုတော့လှဲ့ကြည့်လိုက်ရင်အဓိကအဖြစ်ကလောဘတက်မိသွားမှာလောဘတက်မိသွားရင်အဲ့နောက်ကိုလိုက်ရင်ကျွန်တော်တို့အဓိကအလုတ်ပြတ်ကျွန်တော်ကသတင်းသမားဆိုတာ28ချိန်နဲ့စားချိန်လေးတရက်တစ်ချိန်လောက်ပဲကျွန်တော်တို့ကအားတာ24နာရီမျက်စိရောနားရောပါဇက်တို့အုံနောက်တို့အကုန်လုံးလုံးနေရအဲ့တော့ကျွန်တော်တို့ကအဲ့ဒါရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကတိတ်အလုတ်ရှုပ်မခံအောင် အဲ့တော့ကိုကိုလူတဲ့တန်းတယ်ဆိုတော့ကျွန်တော်ကြည့်လိုက်တယ်ကိုရီကိုတကယ်လူနေတဲ့တန်းနေတဲ့သူဘယ်သူတွေလဲကျွန်တော်တို့သိတယ်ဒါမှမဟုတ်လို့ရှိရင်ကိုကိုလူတန်းမဲ့လူအစ်စ်ဆိုလို့ရှိရင်လည်းအဲ့ပုံဆက်တဲ့လီဇန်ကသိတယ်အဲဒါမျိုးတွေပေါ့အဲ့တော့ကျွန်တော်ပြောချင်တာအဓိကဘာလဲဆိုတော့အခုဒါကတော့ဗျာအဓိကအဖြစ်တော့ဒါကတော့ဒီ online ပေါ့နော်အခွန်နဲ့ပတ်သက်ပြီးတော့ပေါ့နော် online ဖြစ်တာပေါ့နော်အဲ့တော့ဒါကသူတို့ကတော့ဟိုဝင်းကြီးဌာနကနေပြီးတော့ဒါနဲ့ပတ်သက်ပြီးအသိပေးတာကျွန်တော်ကတော့ခုနပြောလို့ကျွန်တော်တော့ အမြဲတမ်းသတိထားစီခြင်း ਨੇ ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဟုတ်လားကျွန်တော်တို့အသက်အရွယ်ဆိုတာသိကြရမယ်။ဒီအသက်အရွယ်မှာအကုန်လုံးကဒီ smartphone တွေသုံးနေကြပြီ။ smartphone တွေသုံးတဲ့အတွက်ကျွန်တော်တို့အနေနဲ့ဟလားတချို့ကိစ္စတွေမှာပညာရတာလည်းရှိသလိုတချို့ကိစ္စတွေမှာကျွန်တော်တို့အတွက်အန္တရာယ်ရှိတာတွေလည်းရှိလာနိုင်တယ်။ဒါကြောင့်မို့ဟိုဘယ်လိုခေါ်မလဲ။ညောင်သီးလဲစာလေးတန်လဲနားထောင်ပေါ့နော်ညောင်သီးလဲစာလေးတန်လဲနားထောင်ကြပါလို့ပြောခြင်း ਨੇ အဲ့တော့ဒီဟာကဒီအခွန်ဦးသီးဌာနကထုတ်ထားတဲ့ဟာတော့အဓိကအဖြစ်စီးပွားရေးလုပ်ငန်းရှင်တွေအတွက်ကိုသူတို့က အတိပေးသတိပေးထားတာဖြစ်တယ်နော်ဒါကြောင့်မလို့ဘယ်လိုပဲဖြစ်ဖြစ်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ကကျွန်တော်တို့ကပြောရမြန်မာနိုင်ငံမှာကစီးပွားရေးလုပ်ငန်းရှင်တော်တော်များများကဟိုဘယ်လိုခေါ်မလဲဟိုသူတို့ရှိမှငွေကအပုံလိုက်တွေရှိကြတာနော်ကျွန်တော်တို့နိုင်ငံတကာလို့မဟုတ်ဘူးနောက်တစ်ခုကစီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့အတွက်သူတို့ကဟိုဟိုနိုင်ငံတကာမှာလည်းကျွန်တော်တို့ stock တွေပါဒီလိုကစားတာမဟုတ်ဘူးသူတို့အိမ်မှာသူတို့လုပ်ငန်းကြီးထားပြီးဒီလိုလုပ်ကြင်ကြတာဆိုတော့အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီ အခွန်နဲ့ပတ်သက်ပြီးတော့သူတို့ကအများအမ်းနီးနွယ်နေရအောင်ဗျာတချို့သူတို့ရှိရင်လည်းအခွန်နဲ့ပတ်သက်ပြီးတော့စမာကလာလောက်ထားရရှိတဲ့ခါကျတော့အခွန်ဦးစီးရုံအားဟိဆိုတာနဲ့စီးပွားရေးလုပ်ငန်းရှင်တွေကအခွန်အခွန်ဦးစီးကိုကြောက်တယ်ကြောက်တယ်ဆိုတယ်သူတို့ကကြောက်เสียရှိလို့နော် sorry သူတို့ကကြောက်เสียရှိလို့ကြောက်တယ်အဲ့တော့အခွန်ဦးစီးအားဟိဆိုတာနဲ့တပြိုင်တည်းအာတခါလို့ဟာပျာပြက်ပြီးဟာဗာလဲဗာလဲညာလဲဆိုပြီးတော့ဟာငါဆောင်ရမှာဒီနေ့အတွက်ငါ3000လောက်ဆောင်ရမှာဟာဒီကောင်10000လောက်ပဲတောင်းတာโอเคမြန်မြန်လုပ်ပေးလိုက်မယ်အဲဒါမျိုးတွေဖြစ်တတ်တယ် ဒါကြောင့်မလို့ ID ခကြီးမှာသတိထားပါကိုနဲ့မဆိုင်တာကိုဟိုအသုံးမပြုတာကောင်းတယ်ကိုနဲ့ဆိုင်တာကိုကြောင်းညင်းနေအသုံးပြုနောက်ပြီးကျွန်တော်ခုနပြောသလိုပေါ့ ID စ ID ခမှာကဒီ online နဲ့ပတ်သက်ရင်ရန်သူမိတ်ဆွေခွဲထားပါနော်ရန်သူမိတ်ဆွေခွဲတာပါကျွန်တော်ဒီလိုပြောချင်တယ်ကျွန်တော်တို့ကလည်းဒါကိုယ်တိုင်ခံရဘူးလို့ပေါ့နော်ကိုယ်တိုင်ခံရဘူးလို့အဲ့လိုလေးပြောချင်တယ်ဒါအောင်လို့ကျွန်တော်ဒီသတင်းကိုသုံးသက်တာဖြစ်ပါတယ်နောက်သတင်းဘုတ်ကတော့နိုင်ညာသတင်းဒါကတော့ကျွန်တော်ကနည်းနည်းလေးအဲ့ဒါအဓိကပါလဲဆိုတော့ အမေရိကန်ရဲ့နိုင်ငံသားရေးမူဝါဒပေါ့နော်အမေရိကန်ရဲ့နိုင်ငံသားရေးမူဝါဒမှာအဓိကဘာလဲဆိုတော့သူကအမေရိကန်မှာကအဓိကအဖြစ်ကသူ့ရဲ့ဟလာသူ့ရဲ့ဆွတ်ဖက်ရေးမူဝါဒပေါ့သူကနိုင်ငံတွေကိုဆွတ်ဖက်ရေးမူဝါဒရှိတယ်ကျွန်တော်တို့ကတော့တရားဟလာအားလုံးသုံးမယ်ဆိုတော့နိုင်ငံသားရေးမူဝါဒလို့သုံးတာပေါ့ဒါအရင်ကြီးကြီးဆိုရင်တော့မဟုတ်ဘူးအမေရိကန်ကသူ့ဟာကမ္ဘာမှာဤပညာရောစစ်အင်အားရောဒဏ္ဍာရီအပိုင်ဆိုင်မှုဟလာ ကျန်တော့ဗျာဥမာမြပညာရေးရကြမိုက်ပါဒါတွေအလုံးကနံပါတ်1ကြီးပဲဖြစ်တဲ့အတွက်သူ့အနေနဲ့တန်တပန်ဆက်ဆံရေးကျန်တဲ့စီရေးစီးပွားရေးပါ냐ဘာမှကူးဆိုင်တာမလို့အဲ့တော့သူ့အနေနဲ့သူတခုပဲသူ့ရဲ့နိုင်ငံတကာဆက်ဆံရေးမူဝါဒမှာသူ့အနေနဲ့ပြောရရင်ဗျာတိတ်ပြီးတော့တန်တပန်ရေးတွေဘာတွေသူတော်ကြီးကူးဆိုင်ဆရာမလို့သူ့ရဲ့နိုင်ငံသားရေးမူဝါဒအမေရိကန်ရဲ့နိုင်ငံသားရေးမူဝါဒကိုကျွန်တော်နိုင်ငံတကာဆက်ဆွတ်ဖက်ရေးမူဝါဒလို့ကျွန်တော်တို့ကဒီလိုသုံးနေတယ်။ဘာကြောင့်လဲ?သူကဘယ်နိုင်ငံကိုဘယ်လိုဆွတ်ဖက်ရမလဲ။ ဒီနိုင်ငံကိုတည်ငြိမ်ထားရမယ်ဒီနိုင်ငံကိုတော့လှုပ်ရှားဘယ်လိုခေါ်မလဲစီးရီးအဒီနိုင်ငံဟာတည်ငြိမ်ထားလို့မရဘူးဒီနိုင်ငံကတော့စီးပွားရေးခြာလဘက်လည်အောင်လုပ်ထားရမယ်ဒီနိုင်ငံနဲ့တော့ဘယ်နိုင်ငံနဲ့ကိုငါတို့ကစစ်ပွဲဖန်တီးထားရမယ်ဒါကအမေရိကန်နိုင်ငံရဲ့နိုင်ငံတကာဆက်ဆံရေးမူဝါဒမှာသူကဒီနီလမ်းမဲ့ကျင့်သုံးတာဒီနီလမ်းမဲ့ကျင့်သုံးတာဟိုမှာမြန်မာနိုင်ငံနဲ့တော့ဆိုလို့ရှိရင်လည်းဟလာထားပါတော့ဘာမှမဆိုင်ဘူးဘာမှမလုပ်ရသေးပဲနဲ့ဟလာဟိုပြီးခဲ့တဲ့ဟိုအဖွားကြီးကိုနိုဘယ်ဆုကောက်ပေးပလိုက် မြန်မာနိုင်ငံမှာရှိတဲ့တကယ်ဟာလာနိုင်ငံရေးသမားတွေဆိုလို့ရှိရင်ဟာကနေဟင်ကနေဖြစ်သွားတော့ဒီဘွားယုံတောက်ပေးဒါပါလဲဆိုအမေရိကန်သူ့ရဲ့ဆွက်ဖက်ရေးဆွက်ဖက်ရေးမူဝါဒအရာဆွက်ဖက်လို့ရအောင်လမ်းကြောင်းတွေဖွင့်ပြီးတော့ပြောရလို့ရှိရင်တော့ကပ်ပစ်ခေါ်တာပေါ့ပြဿနာကောင်ကိုမွေးမြူတာဟာလာကျွန်တော်တို့စုတွေပေးတယ်ဟိုအပြင်လာအမေရိကန်ရဲ့ဘာလဲကွန်ဂရက်ရှင်ရဲ့ဂိုးမတ်တယ်တို့ဟာလာစသည်အရမ်းများလူခွင့်ရေးစုတို့ ဘာခွန်ယေရှုလို့ကျွန်တော်တို့ပေးတာပေးတယ်ဆိုတော့အဓိကဘာလဲဆိုတော့သူ့ရဲ့ဆွက်ဖက်ရေးမူဝါဒမှာအဓိကတဲချက်အဖြစ်ကစားမဲ့သူတွေကို သူကစုတွေပေးပြီးတော့ populist ဖြစ်အောင် လုပ်တယ်လူသိများအောင်မပြပြောရရင်ဟုတ်လားမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဟလားဒေါ်ဆန်းစုကြည်ကိုနိုဘယ်ဆုပေးပြီးတော့မြန်မာပြည်ရဲ့နိုင်ငံရေးကိုဝင်ဆွက်ဖက်လို့ရအောင်ရေရှိမှာဝင်ဆွက်ဖက်လို့ရအောင်လို့နင်းဖြစ်တယ်ဒါပေမဲ့လက်ရှိအနေထားမှာအမေရိကန်ဟာ အာရှနဲ့ဟလာအာရှတောင်ဝါရှပေါ့ဗျအရှိတောင်ဝါရှတောင်ဝါရှဟလာပြီးတော့ကျွန်တော်တို့ဟိုဘလူးခေါ်မလဲဖိုင်စ်ပေါ့နော်ဒီတန်နဲ့ကျွန်တော်ကျွန်တော်တို့ဒီအာရှပေါ့နော်ဒါတော့ဂျပန်တို့ပေါ့ဖိုင်စ်ပေါ့အရှိဗျာအာရှအရှိဗျာပေါ့အရှိဗျာပေါ့အဲ့တော့အဲ့ဒီဒေသတွေမှာပြောရလို့ရှိရင်အမေရိကန်ကလက်ရှိနေသားမှာတရုတ်နဲ့အိန္ဒိယကအဓိကကျနေရတဲ့သူကအဲ့ဒီဒေသတွေမှာသူ့အနေနဲ့စီရီကျန်တဲ့နိုင်ငံရေးပေါ့နော် အများကြီးခလောက်ဆန်လို့မရဘူး။ဘာကြောင့်လဲ။တရုတ်နိုင်ငံကအင်အားကြီးလာတဲ့အတွက်အမေရိကန်ကိုဝင်အမေရိကန်ကဝင်လာနဲ့တရုတ်ကအဲ့နေရာကိုဝင်ဝင်ပြီးသားဖြစ်သွားတယ်။ဘာကြောင့်လဲဆိုတော့တရုတ်နိုင်ငံဒီချိန်မှာကအရင်တော့ဆိုတရုတ်ကနိုင်ငံတကာကိုကွန်မြူနစ်ဝါဒ export လုပ်တယ်။လက်ရှိအနေအထားမှာတရုတ်ကနိုင်ငံတကာကိုကွန်မြူနစ်ဝါဒ export မလုပ်တော့ဘဲနဲ့ဘာလုပ်လဲဆိုတော့သူတို့ရဲ့လမ်းမဆက်သွယ်ရေးတွေဂျင်းနီမြုံနံမှုတွေအဲ့ဒါတွေ ਨੇ သူတို့လိုအပ်တဲ့နိုင်ငံတကာနိုင်ငံကိုသူတို့ဟလာလိုအပ်တဲ့အတိုင်းအတာတစ်ခုကြီးရအောင်ဖွံ့ဖြိုးစီဖွံ့ဖြိုးမှုတစ်ခုကိုပေါ်ဆောင်ပေးလိုက်တယ်။ပြီးတော့မှသူတို့ကအဲ့နိုင်ငံရဲ့ဟလာအဲ့နိုင်ငံနဲ့စီးပွားရေးတို့ဂျန်တဲ့ဟာတွေကိုသူကပူးပေါင်းဆောင်ရွက်တာပေါ့နော်။ဒီလိုလှုပ်လာဒီလိုလှုပ်လာတဲ့ခါကျတော့အဲ့ဒီလိုတရုတ်ကိုဝင်ပြီးသွားတဲ့နိုင်ငံတွေကိုအမေရိကန်ဝင်ဖို့ဆိုတာတော်တော်လေးခဲယဉ်လာတယ်။ဥပမာပြောလို့ရှိရင် အာဖရိကနိုင်ငံတွေအာဖရိကနိုင်ငံတွေဆိုတာပြောရရင်တစ်ချိန်လုံးအမေရိကန်နဲ့ဥရောပနိုင်ငံတွေကလုံးဝအဲ့နိုင်ငံတွေကအဲ့နိုင်ငံတွေရဲ့တင်ရန်စာတာတွေကိုဂုတ်သွေးဆုပ်တာလွဲပြီးတော့ လုံးဝဇီဝရေးဖွံ့ဖြိုးတိုးတက်မှုကိုမမလို့ခေါ်မလဲမလို့ဘေးမနဲ့ဒီတိုင်းပြစ်ထားတာဟုတ်လားဒီကူစံထွေအာဖရိကတို့ဘာတော့အလုံးသိပဲဒါပေမဲ့အဲ့နေရာတွေကိုတရုတ်ဝင်လိုက်တဲ့အခါကျတော့အဲ့ဒီနေရာတွေကဘာဖြစ်လာလဲဆိုတော့အဲ့ဒီဒေသမှာရှိတဲ့လူတွေရဲ့လူနေထိုင်မှုအဆင့်တန်းတွေမြင့်လာတယ်ဟုတ်လားကြံခဲ့တဲ့နေ၄၅ဇေယျလျှက်စစ်မီမရှိပြီမဲ့တရုတ်ကဝင်လာတဲ့အချိန်မှာလျှက်စစ်မီတွေလမ်းမဆက်သွယ်ရေးတွေတချို့အာဖရိကနိုင်ငံတွေဆိုဘယ်လောက်ထိဖြစ်လာလဲဆိုတော့ကြီးစံရထားတွေပါတယ်ဒီဖြစ်လာတယ်အဒါမျိုးတွေပေါ့နော် အာဖရိကနိုင်ငံသားတွေကသူတို့အနေနဲ့မှမိုင်းလုပ်ငန်းတွေပဲဖြစ်ဖြစ်ကြံတဲ့အလုပ်တွေလုပ်ရင်သူတို့တွေယူနီဖောင်းဝတ်ပြီးလုပ်ကြတာမဟုတ်ဘူး။နော်ပြောရလို့ရှိရင်ဘယ်လိုခေါ်မလဲသူတို့ရှိတဲ့အဝတ်ဘောင်းမီတိုနဲ့အင်ဂျီကိုလုံးကြီးကျွန်းနဲ့လုပ်ကြတာ။ဒါပေမဲ့တရုတ်ကသူ့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေဝင်လာပြီးတော့အဲ့အာဖရိကနိုင်ငံတွေကိုဝင်လိုက်တဲ့ခါကျတော့အာဖရိကနိုင်ငံနိုင်ငံသားတွေကယုံကနာနဲ့အလုပ်လုပ်လာနိုင်တယ်။မိုင်းထဲမှာသွားလို့ရင်တော့တကယ်သူတို့ရဲ့ဗိုင်လာစုကြီးတွေဝတ်ပြီးတော့အလုပ်လုပ်တာဒါမျိုးတွေပေါ့ဗျာ။ဒါမျိုးတွေလုပ်လာနိုင်တဲ့ခါကျတော့ အဲ့ဒီအာဖရိကနိုင်ငံတွေတရုတ်ဝင်ပြီးသွားတဲ့အာဖရိကနိုင်ငံတွေကိုဂျန်တဲ့နိုင်ငံနိုင်ငံကြီးတွေကတိုးလို့မရဘူးဖြစ်လာကျွန်တော်မြန်မာနိုင်ငံဆိုလည်းဒီလိုပဲမြန်မာနိုင်ငံကိုတော့ထားပါတော့ဒီလိုမျိုးပါတော့သူ့အနေနဲ့ garbage box ဘယ်လိုခေါ်မလဲပြဿနာကောင်တကောင်မွေးလိုက်ပြီမဲ့ဒီပြဿနာကောင်ကပြောရရင်တရုတ်ရဲ့စက်ကွင်းနဲ့ကြာနေတော့ဒီပြဿနာကောင်နဲ့ပတ်သက်ပြီးတော့ဘလုံးဝပြဿနာဖန်တီးလို့မရတော့ဖြစ်နေတဲ့အတွက်အမေရိကန်အနေနဲ့ကဒီကျွန်တော်တို့ဒီဟိုရှေ့တောင်ရှေ့တောင်အာရှတို့တောင်အာရှတို့ဟာလာကျွန်တော်တို့အာရှအရှိပြားတို့အတင်းဆော့ဖက်မှုတွေတိတ်မလို့တော့ဘင်းနဲ့သူတို့ဘယ်လိုဝင်လို့ရမလဲဆိုတော့စောင့်ကြည့်နေတဲ့သဘောဖြစ်တာပေါ့နော်အဲ့လိုဖြစ်လာ ထားတော့အဲ့လိုဖြစ်လာတဲ့အချိန်မှာထားပါတော့ဘူးအဲ့တော့အမေရိကန်ဆွတ်ဖက်ရေးမူဝါဒကဘယ်ဘက်ကိုပြောင်းလာလဲဆိုတော့တဖြည်းဖြည်းနဲ့တောင်အမေရိကဘက်ကိုပြောင်းတောင်အမေရိကတိုက်ဘက်ကိုပြောင်းလာတယ်လို့ကျွန်တော်တို့ကဒီလိုသုံးသပ်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီနေ့ဖတ်လိုက်ရတဲ့သတင်းတွေပေါ့ကျွန်တော်အဲ့ဒီသတင်းကိုဖတ်ပြမယ်။ပြီးလို့ရှိရင်ကျွန်တော်ထပ်သုံးသပ်အောင်မယ်။2025ခုနှစ်အတွက်နိုဘယ်ငြိမ်းချမ်းရေးဆုကိုတဲ့အော်တိုဘာ10ရက်နေ့ဒီကနေ့မှာအော့စလိုဆန်နိုဂျီနန်နက်17နှစ်ကထုတ်ပြန်ကြရဲ့ ဗင်နီဇွဲလားနိုင်ငံမှာအမျိုးသမီးအတိုက်ခံနိုင်ငံရေးသမားတဦးဖြစ်သူအသက်58နှစ်အရွယ်မာရီယာကော်နီယာမာချာဒိုကအဆိုပါဆုကိုရရှိသွားတယ်တဲ့ယခုနှစ်အတွက်နိုဘယ်ဆုရွေးချယ်ရေးကော်မတီဟာယခင်နှစ်က286ဦးရထားခဲ့သည့်အထက်ယခုနှစ်မှာ338ဦးလူပုဂ္ဂိုလ်244ဦးနဲ့အဖွဲ့အစည်း94ဦးကိုလက်ခံရရှိခဲ့တယ်။နော်ဝေးနိုဘယ်ဆုရွေးချယ်ရေးကော်မတီ ထုတ်ပြန်ချက်တွင်မာရီယာကိုရီနာမာချာဒိုဟာဗင်နီဇွဲလားပြည်သူများအတွက် ီမိုကရေစီအခွင့်အရေးများမြင့်တင်ရန်မမောမပန့်လှုပ်ဆောင်ခဲ့မှုနှင့်အာဏာရှင်စနစ်မှဒီမိုကရေစီသို့တရားမျှတ၍ငြိမ်းချမ်းသောအသွင်ကူးပြောင်းမှုရရှိရန်ကြိုးပမ်းခဲ့မှုတို့ကြောင့်နိုဘယ်ငြိမ်းချမ်းရေးဆုကိုရရှိခဲ့ခြင်းဖြစ်သည်ဖော်ပြထားတယ်။မာရီယာကိုရီနာမာချာဒိုဟာတဲ့ယခင်ကပြင်းထန်စွာကွဲပြားခဲ့သောနိုင်ငံရေးအတိုက်အခံများကြားတွင်လွတ်လပ်သောရွေးကောက်ပွဲနှင့်ကိုစားပြုအစိုးရအပေါ်တူညီသောတောင်းဆိုချက်ကိုရှာဖွေနိုင်ရန်အဓိကစီးလုံးညီညွတ်မှုအမှန်အတိုင်းတစ်ခုဖြစ်ခဲ့တယ်တဲ့။၂၀၂၄ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်မှာတဲ့မာရီယာကိုရီနာ မာချာဒိုဟာအတိုက်ခံအများကြီးတမနာလောင်းဖြစ်ခဲ့တော့လေအာနာရှင်စနစ်ကသူမကြီးကိုစလေလောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်ခွင့်ကိုပိတ်ကင်ပိတ်ပင်ခဲ့တယ်။အမေရိကန်တမနာဒေါ်နယ်ထရန့်ကြီးထောက်ခံသူများဟာလည်း၎င်းအားယာထားနိုင်ရန်အတွက်အကြီးအကျယ်စီယုံလှုံ့ဆော်ခဲ့ကြတော့လေနိုဘယ်ဆုလေးလာသူများစုကမူတဲ့၎င်း၏ဖြစ်နိုင်ခြင်းနေပါနေပါသည်ဟုရှုမြင်ကြကြတယ်တဲ့။နိုဘယ်ဆုများအတွက်တရားဝင်ချီးမြှင့်ပွဲကို2025ခုနှစ် ဒီဇင်ဘာ10ရက်နေ့မှာကျင်းပအစီအစဉ်ထားပြီးတော့2024ခုနှစ်နိုဘယ်ငြိမ်းချမ်းရေးဆုကိုဂျပန်မှာရှိတဲ့ Confederation of A and H Bone Sufferers Organization အချင်းချင်းကလည်းဆိုလို့ရေးထားပါဗျာထားတော့အဲ့တော့လက်ရှိအနေထားမှာကျွန်တော်ဘာကြောင့်မလို့အမေရိကန်ရဲ့ဟလာဆွတ်ဖက်အမှုကတော့တုံးလဲဆိုလက်ရှိအနေထားမှာအမေရိကန်နဲ့ဗင်နီဇွဲလားနဲ့ရပြဿနာအကြီးကြီးတက်နေတာဗင်နီဇွဲလားနိုင်ငံကသူ့ကိုပြောရရင် တောင်အမေရိကတိုက်ရဲ့ sorry arabia လို့တော့သတ်မှတ်ထားတယ်ရေနံနဲ့အဓိကရေနံပေါ့ဗျာရေနံတယံဇာတအရန်ကျွဲသွားတယ် venezuela နိုင်ငံကပြောရလို့ရှိရင်ပထမမှာ hugo chavez လက်ထက်ထဲကသူက socialist စနစ်နဲ့သူ့နိုင်ငံ socialist လမ်းစဉ်နဲ့အုပ်ချုပ်တယ် hugo chavez လက်ထက်မှာအခုလက်ရှိ nicolas maduro ကသူကဒုတိယသမ္မတ hugo chavez ကကိစ္စရောကနေတည်သွားတဲ့အချိန်မှာ nicolas maduro ကသူကသမ္မတဖြစ်လာတာပေါ့နော်သမ္မတဖြစ်လာတယ်ပြောရလို့ရှိရင် venezuela နိုင်ငံက ူတိုင်းပြည်မှာရေနံတဝံတရံဇာတကျွဲဝပင်ကျွဲဝညားတော်လဲအမေရိကန်နိုင်ငံရဲ့စီးပွားရေးပိတ်ဆို့မှုအမေရိကန်နိုင်ငံရဲ့ပြင်းပြင်းထန်ထန်စီးပွားရေးပိတ်ဆို့မှုကိုခံထားရတယ်။ခံထားတဲ့နိုင်ငံဖြစ်တယ်။ဒါကြောင့်မို့သူ့နိုင်ငံမှာရှိတဲ့နိုင်ငံသားတော်တော်များများဟာသူတို့တိုင်းပြည်ကဖွံ့ဖြိုးသင်းတော့မဖွံ့ဖြိုးဘူးလို့ပြောလို့ရတာပေါ့နော်။အဲ့လိုပဲဘာဖြစ်လဲဆိုတော့တမန်တော်နဲ့ထွန်းတက်လာတဲ့အချိန်မှာဗင်နီဇွဲလားနိုင်ငံကိုပြောလို့ရှိရင်တိတိတာတာစီရင်အရာမှာပြဿနာရှာလာရှိလာတယ်။အဓိကအပြင်ကဗင်နီဇွဲလားရဲ့ ဥမာပြင် luxury ဘုတ်ကိုတကယ်မွေးစေဝါတယ်လာတဲ့ဘုတ်ပါဆိုပြီးတော့ American တိုက်လေရင်တွေကဟိုပြစ်ခတ်ပြီးတော့နှိမ့်မြုပ်လိုက်တာတွေနောက်ပြီးတော့ Venezuela နိုင်ငံကနေပြီးတော့ American နိုင်ငံကိုမွေးစေဝါတွေတင်ပို့နေတယ်ဒါကြောင့်မလို့ Venezuela နိုင်ငံကို American တိုက်စစ်ဖြစ်မယ်ဆိုရဲအခြေအနေတိရောက်နေပြီ Venezuela နဲ့ American တွေကဆက်ဆံရေးအလောက်ကြီးဖြစ်နေအဲ့တော့အဲ့ဒီလိုအခြေအနေမျိုးမှာ Venezuela နိုင်ငံရဲ့အတိုက်ခံပါဆိုတဲ့အမျိုးသမီးတအူးကို နိုဘယ်ငြိမ်းချမ်းရေးဆုပေးလိုက်ခြင်းဟာနိုဘယ်ငြိမ်းချမ်းရေးဆုရဲ့နောက်မှာအမေရိကန်ရှိနေတယ်ဆိုတာရဲ့ပြယုံပဲအဲ့လိုပဲဘာဖြစ်လဲဆိုတော့အမေရိကန်ရဲ့နိုင်ငံတကာဆွတ်ဖက်ရေးမူဝါဒဟာတောင်အမေရိကတိုက်ဘက်ကိုရောက်သွားပြီလို့ဆိုတဲ့ပြယုံလဲဒီလိုလဲကျွန်တော်တို့ပြောလို့ရတယ်။ဘာကြောင့်လဲအမေရိကန်ဟာဥမာပြထားပါတော့အရှေ့တောင်အာရှနိုင်ငံတွေတောင်အာရှနိုင်ငံတွေနဲ့ကြံတဲ့အရှေ့အာရှနိုင်ငံတွေကိုသူ့ရဲ့စီးရင်းနိုင်ငံရေးစီးပွားရေးဖိအားတွေတိတ်မရှိတော့လက်ရှိနေတာမှာဟာလာတရုတ်နဲ့ပတ်သက်ပြီးထိုင်ဝမ်နဲ့ပတ်သက်ပြီးတော့ မေရိကန်နိုင်ငံအနေနဲ့ဟလာဟိုလေနဲ့ဟိုဟာပြောတရားပြောဖြစ်နေပြီမဲ့ဟိုတရုတ်နဲ့ဓာတ်ရိုက်ညှိမဲ့အလုပ်တွေကိုအမေရိကန်အနေနဲ့တော်တော်လေးလက်ဆောင်လာတာတွေ့ရတယ်တော်တော်လေးလက်ဆောင်အဲ့လိုပဲဟလာမြောက်ကိုရီးယားရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်လို့ရှိရင်လည်းအမေရိကန်အနေနဲ့တိတ်ကြကြလောင်လောင်မပြောတော့ဘူးခြေတိတ်ကြကြအောင်မပြောတော့ဘူးเนาะအဲ့လိုအပိုင်းနေရှိလာတယ်အဲ့တော့အမေရိကန်ရဲ့နိုင်ငံတကာဆွတ်ဖက်ရေးမူဝါဒကဒါကြောင့်မလို့တောင်အမေရိကတိုက်ဖက်ကိုပြောင်းသွားပြီလားလို့ကျွန်တော်တို့ကသုံးသပ်တာ ဲ့လိုပဲမြန်မာနိုင်ငံနဲ့ပတ်သက်လို့ရှိရင်လည်းခင်ဗျားစဉ်းစားကြည့်အမေရိကန်ကမြန်မာနိုင်ငံပြည်တွင်းမြန်မာပြည်တွင်းမြန်မာနိုင်ငံကြီးနဲ့ပတ်သက်ရင်လည်းတိတ်ပြီးကြက်ကြက်လောက်လောက်မပြောတော့ဘူး။ဒါကြောင့်လေသူတို့ရဲ့အကျိုးစီးပွားတွေမရှိဘူးဆိုတာသူတို့သိသွားပြီ။သူတို့ရဲ့ဒီအကျိုးစီးပွားတွေရှိခဲ့ရင်တော့ဒီအကျိုးစီးပွားတွေကိုဖော်ဆောင်မှုအတွက်နေချင်းညာချင်းဖော်ဆောင်မှုတော့မဖြစ်နိုင်ဘူးဆိုတာအမေရိကန်ကတေချာပေါက်သိသွားပြီ။ဒါကြောင့်မလို့အမေရိကန်ကသူ့ရဲ့အကျိုးစီးပွားတွေရှိလာနိုင်တဲ့သူ့နိုင်ငံနဲ့အနီးဆုံးဖြစ်တဲ့တောင်အမေရိကနိုင်ငံဘက်ကိုသူ့ရဲ့ ဆွတ်ဖက်ရေမူဝါဒကမြားဦးတဲ့နေပြီလားလို့ဒီနိုဘယ်ဆုငြိမ်းချမ်းရေးပေးလိုက်တာကိုကြည်ချင်းအပြင်ကျွန်တော်တို့ကဒီလိုသုံးသက်တာဖြစ်တယ်။ဒီသုံးတယ်အဲ့တော့ဗင်နီဇွဲလားနဲ့အမေရိကန်ဂျာမန်အကယ်၍တနိုင်ငံနဲ့တနိုင်ငံဂျာမန်စစ်ပွဲတွေမဖြစ်လာဘူးဆိုရင်ဗင်နီဇွဲလားကိုအမေရိကန်ကပုံတံအမျိုးမျိုးပိတ်ဆို့ခြင်းအပြင်ဗင်နီဇွဲလားပေါ်မှာစစ်အေးတိုက်ပွဲတွေပိုပြီးဆင်နွှဲလာလိမ့်မယ်လို့ကျွန်တော်တို့သုံးသက်တယ်။ဒါကအမေရိကန်ရဲ့အချက်ပေးခေါင်းလောင်းပဲ။ ဗနီဇဲလာကိုဒီတက်ပို့ပြီးအပြင်းထန်ဆုံးပိတ်ဆို့မှုနဲ့တားဆီးပိတ်ပင်မှုနဲ့ဆက်ဖက်မှုတွေလုပ်တော့မယ်ဆိုပြီးဒါပြောလိုက်တာပဲဒါဗနီဇဲလာနိုင်ငံရဲ့ဒီဟလာအတိုက်ခံနိုင်ငံကြီးခေါင်းဆောင်ဒီအမျိုးသမီးပေါ့နော်တက်ကြွပါသူကဒီမိုကရေစီရဲ့တက်ကြွလို့ရဒါတွေကခေါင်းစဉ်တွေတက်တာပဲဒါတွေကခေါင်းစဉ်တွေတက်တာကျွန်တော်ပြောတာရှင်းရှင်းလေးအခုလက်ရှိအနေအထားမှာဗနီဇဲလာကဘာဖြစ်လဲဆိုတော့သူတို့နိုင်ငံသူနိုင်ငံသားတွေအကုန်လုံးကပြည်သူ့စစ်မဟာဗျူဟာကျင့်သုံးပြီးတော့အားလုံးကိုလက်နက်တပ်ဆင်ပေးတာလေအဲဒီအမေရိကန်ကဝင်တိုက်မယ်လို့ရှိရင် ဗင်နီဇယ်လားနိုင်ငံသားတွေအနေနဲ့အမေရိကန်ကိုတုံ့ပြန်မှုအသင့်ရှိတယ်ဆိုပြီးတော့ဒီလောက်ထိကိုတက်လှမ်းထားတဲ့အဆင့်ဖြစ်နေတယ်။အဲ့ဒီလိုအခြေအနေမျိုးမှာဗင်နီဇယ်လားနိုင်ငံရဲ့ဒီအတိုက်ခံခေါင်းအတိုက်ခံခေါင်းဆောင်ပါဆိုတဲ့အမျိုးသမီးမာချာဒိုကိုနိုဘယ်ငြိမ်းချမ်းရေးဆုပေးလိုက်တယ်ဆိုတာဟာဒီနိုဘယ်ငြိမ်းချမ်းရေးဆုရဲ့နောက်မှာအမေရိကန်လက်မဲကြီးရှိနေရဆိုတာကိုထုတ်ပြလိုက်တယ်လို့အမေရိကန်ရဲ့နိုင်ငံတကာဆွတ်ဖက်ရေးမူဝါဒဟာတောင်အမေရိကတိုက်နဲ့ဗင်နီဇယ်လားနိုင်ငံကိုဥတီနေပြီလို့ကျွန်တော်တို့က ီလိုသုံးသက်လို့ရတယ်လို့ကျွန်တော်သုံးသက်ချက်သုံးသက်ချက်ဒါကြောင့်မို့လို့ကျွန်တော်ပြောချင်တာဘာလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံပဲဖြစ်ဖြစ်ရှစ်တောင်အရှာနိုင်ငံတွေအနေနဲ့နည်းနည်းတော့တက်တာရရနိုင်တယ်အမေရိကန်ရဲ့ဖီအားတွေမလာနိုင်ဘူးဆိုတော့ဒါပေမဲ့လည်းသူကဘာလုပ်လဲဆိုတော့အခုလာမဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာဒေါ်နယ်ထရန့်ကသူကိုယ်တိုင်တက်မယ်ဆိုတဲ့သဘောရှိနေတယ်အဲ့တော့ကျွန်တော်ပြောရလို့ရှိရင်တော့ကျွန်တော်မြန်မာနိုင်ငံခေါင်းဆောင်ကလည်းလက်ရှိအနေထားမှာဖုံးကန်အလွန်မြင့်နေတဲ့အချိန်ရှိတယ်နော်။ဘာကြောင့်လဲဆိုတော့တရုတ်သမ္မတကြီးပြီးတော့နိုင်ငံတကာကတကယ်ခေါင်းဆောင်ကြီးတွေနဲ့ เนาะတရုတ်နိုင်ငံရဲ့တရုတ်နိုင်ငံမှာเนาะဘယ်လိုခေါ်မလဲတကယ်ဟိုရင်းရင်းနှီးနှီးဖလဲနေငယ်နှုတ်ဆက်ခွင့်ရခဲ့တယ်သူတို့ဒီလက်ရှိအာဆီယံထိပ်သီးအစည်းအဝေးဟာလက်ရှိမြန်မာနိုင်ငံရဲ့ယာယီသမ္မတကြီးတက်ခွင့်ရနိုင်တယ်လို့ကျွန်တော်တို့ကဒီလိုသုံးသပ်တယ်လို့ခဲ့တက်ခွင့်ရရင်ကျွန်တော်တို့ရဲ့ယာယီသမ္မတကြီးဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တွေ့ရလိမ့်အောင်မယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်เนาะဒီလိုသုံးသပ်တယ်ဒါကြောင့်မလို့အမေရိကန်ဟာ လက်ရှိအနေအထားမှာတရုတ်ရဲ့မိတ်ဆွေနိုင်ငံတွေကိုသူ့ဘက်ပါအောင်ဖိအားတွေနဲ့စီယုံလို့မရတော့ဘူးဖိအားတွေနဲ့အဲ့ဘယ်လိုခေါ်မလဲဟိုသူ့ဘက်ပါအောင်လုပ်လို့မရတော့ဆိုတော့သူကသဘောပေါက်လာတဲ့အတွက်ကြံတဲ့အနုနီးလေးနဲ့ပေါ့ဗျာဟာလာတကယ်တန်လက်တီးကိုဂရီဘာလက်ရည်လေးဆွတ်ပြီးတော့သူပြန်ပြီးစီယုံလာလိမ့်မယ်ဒါကြောင့်မလို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့လဲသူ့အနေနဲ့ပို့ပြီးတော့ထိတွေ့မှုတွေလှုပ်လာနိုင်တယ်လို့ကျွန်တော်ကဒီလိုသုံးသပ်ခြင်းလို့ ဒီ Nobel ဆုညဉ့်ဉိုင်းပေးတယ် Nobel ညဉ့်ဉိုင်းဆုပေးတယ်ဆိုတဲ့တဲ့ရင်ကိုသုံးသပ်ခြင်းဖြစ်တယ်လို့နော်ပြောရင်လည်း